အလင်းလှိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးရေးကော်မတီကြွေးကြော်သံအရေးတော်ပုံဂျာနယ်အတွဲ၁အမှတ်၁နဲ့၂တို့မှာအခန်းဆက်ဖော်ပြပါရှိတဲ့စစ်အုပ်စုအဆက်ဆက်ကိုတုံးသက်ချက်ဆောင်းပါးသုံးပုဒ်ကိုတပေါင်းတစည်းတည်းဖတ်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီဆမားတွေကိုစိုးအေးကလောင်မီဖြင့်ရဲဘော်ကျင်းမောင်းရေးသားခဲ့တာဖြစ်ပါတယ်စစ်အုပ်စုအဆက်ဆက်ကိုတုံးသက်ချက်ဤဆမားသည်စစ်အုပ်စုအဆက်ဆက်စစ်ဘိုလ်ဟောင်းတွေရေးကြသည့်စာအုပ်ဆောင်းမားနှင့်အမေးဖြေများပေါ်ပေးသောမှတ်ချက်ဖြစ်ပါသည်မှတ်ချက်ကရှိပါသည်ထို့ကြောင့်အမှတ်စဉ်အလိုက်ထုတ်ဝေသောရေးတော်ပုံဂျာနယ်များတွင် အပိုင်းလိုက်ခွဲ၍ဖော်ပြသွားပါမည် အပိုင်း၁စစ်အုပ်စုပထမမျိုးဆက်၁ဆိုရှယ်စစ်အုပ်စုဝင်စစ်ဘိုလ်ဟောင်းတွေဆောင်းမနဲ့အမေးဖြေကနဲတယ်စာအုပ်တော့မထုတ်ကြဘူးဘိုးအောင်ကြီးက ရေးပွက်ပမာ ရေးလာတော့အခန်းဆက်ဆောင်းမတွေစာတဥ္စာရေးတော့မယ်လို့ထင်ခဲ့တယ်မရေးပါဘူးတိကနေဖြတ်ပစ်လိုက်တယ်ဦးကျော်ငိမ့်ဘုံနေဝင်းတဲ့သူက လူရင်းနေပါလို့ပြောပြီးရက်လိုက်တယ် သူ့ကိုတောင်းဆိုခြင်းပါတယ်။သူရေးသမျှဆောင်းပါးတွေနဲ့စရန်တွေကို စုပေါင်းပြီးစာအုပ်ထုတ်ခဲ့စေခြင်းတယ်။အ ਨੇ ဆုံးတော့သူမသေးမီမှာတဦးဦးကို ထုတ်ဝေခွင့်ပေးခဲ့စေခြင်းပါတယ်။အဲ့ဒီသမိုင်းကာလအကြောင်းကို ရေးနိုင်သူကတိတ်မကြံတော့ဘူး။ဘိုးအောင်ကြီးနဲ့ဘိုးအောင်ရွှေပဲရှိတော့တယ်။ဘိုးအောင်ရွှေကတော့ရေးနိုင်မယ်ရေးဝင့်မယ်မဟုတ်ဘူး။ရေးစေခြင်းတဲ့အကြောင်းကတခုတည်းပါသူတို့တွေဘယ်လိုဘာကြောင့်စူးစီးမိကြတယ် ဘာကြောင့်ကွဲကြတယ်ဒါကိုပဲသိကျင်တာပါကိုကြီးသွေးတာတွေဘာကပကိုထိုးနှက်တာတွေခွင့်လွှတ်ထားမှာပါစေယောစုရဲ့ပထမမျိုးဆက်အကြောင်းကိုသိသင့်ပါတယ်ဘိုးအောင်ကြီးကအများကြီးရေးနိုင်ပါတယ်တို့တို့တိတိရေးလဲရေးခဲ့တာပဲနှစ်ကိုကျော်ငိမ့်ကတော့သူသေးမှပဲထုတ်ချင် ထုတ်ကြလို့သူ့သားသမီးတွေကို ရေးပေးထားတဲ့စရံရှိတယ်ဒါပေမဲ့ တို့သားသမီးတွေက ထုတ်ကြမယ်မထင်တော့ဘူးခက်စောစောပိုင်းကတော့တို့တွေထုတ်ကြမယ်ထင်ခဲ့တယ်အခုတော့မထင်တော့ပါဘူးအဲ့ဒီစရန်းထဲမှာဘာကြောင့်ဆိုရှယ်လစ်စစ်အုပ်စုကိုတတ်တတ်ဖော်ထုတ်ခဲ့ရတယ်လဲဆိုတာအတော်လေးရေးထားတယ်အဓိကကတော့ရဲဘော်သုံးချိတ်ကိုရွေးချယ်တာမှာ သူ့တာဝန်မရှိဘူးသခင်ချစ်မှာပဲတာဝန်ရှိတယ်ဘိုးအောင်ဆန်းကဘယ်လိုလူတွေကိုရွေးပြီးပို့တာလဲလို့မေးတော့ သူကဒေါက်တာဘာမော်လူရည်အတွက်လုပ်နေရတာသခင်ချစ်ပဲသူကြိုက်တယ်လို့လုပ်သွားတာပဲလို့ပြန်ပြောရကြောင်းပါတယ်ရဲဘော်၃ချိတ်ဘကပနဲ့နီးစပ်ရတဲ့အကြောင်းကိုအဲ့ဒီလိုရေးခဲ့တယ်ဒါကြောင့်ခေပညာတဲ့လူငယ်ခြေတက်စစ်ဘူတွေကိုဆိုရှယ်လစ်စစ်အုပ်စုဖြစ် သူကမွေးမြူခဲ့ရတဲ့ဆိုတာကိုတာတာထိုးထိုးရေးထားတာပါဒီစရန်ကိုကိုကျော်ငိမ့်တာသမီတွေကထုတ်တော်မယ်မထင်ပါ ဗိုလ်အောင်ကြီးကဝိုင်းပြီးတိုက်တွန်းပေးခဲ့စေခြင်းပါတယ်တော့နောက်ဗိုလ်အောင်ကြီးသာရေးနိုင်မဲ့ကိစ္စရှိတယ်ဖက်စစ်ဒေါ်လာရေးလုတ်တဲ့ကာလပိုင်းလေးတွင်မှာဂျပန်မှာတောင်းတင်နေတဲ့ပညာတော်သင်စစ်ဘိုလ်တွေကိုဗိုလ်နေဝင်းကစစ်အုပ်စုအစ်စ်မွေးပြီးဆိုရှယ်လစ်စစ်အုပ်စုနဲ့ဘယ်လိုလမ်းခွဲခဲ့တယ်ဆိုတာကိုဗိုလ်အောင်ကြီးရေးနိုင်ပါတယ်စစ်ပညာတော်သင်ဖြစ်လိုက်တုံမှန်းဖြစ်လိုက်ဗမာပြည်ပြန်ရောက်တော့လဲ တတ်သေးပြန်မရောက်ဖဲအတော်ကွာကြတဲ့အနေထားမှာသူတို့ရောက်နေကြတယ်။ဖက်စစ်တော်လိုင်းရေးကာလကိုလည်းမဖြတ်တန်းရတော့သူတို့ကကွန်မြူနစ်နဲ့ဖြစ်ဖြစ်ဆိုရှယ်လစ်နဲ့ဖြစ်ဖြစ်ဘာနဲ့မှမနှိစက်ကြဘူး။ပြည်သူရဲဘော်ဝင်လုံလုံကလည်းမဖြစ်ကန်ဒီစာချုပ်ဗိုလ်ရွေးပွဲလည်းမမိလိုက်တကယ့်ကိုကွာကြတဲ့အနေထားပါပဲ။1962ရဲ့နောက်ပိုင်းဗိုလ်အောင်ကြီးလည်းဖယ်ထုတ်ဗိုလ်တင်ဖေကိုလည်းအာမကိုနိုင်တဲ့ခါမှာဘုံနေဝင်းက အဲ့ဒီ ग् ွားကြတဲ့အနေထားရောက်နေတဲ့စစ်ဘိုလ်တွေနဲ့ဒုတိယစစ်အုပ်စုဖွဲ့ပြီးမဆလာကိုလဲပတ်ခဲ့တာပဲဘိုးအောင်ကြီးပူတည်ပါတယ်ဘယ်လိုသုံးသက်ခြင်းတလဲဒါကိုရေးခဲ့စင်ကြပါတယ်1962ဇူလိုင်9ရက်ရေးခင်းမှာဘိုးနေဝင်းနဲ့ဘိုးအောင်ကြီးပဲဘယ်သူတရားခံလဲဆိုတာညင်းနေလို့မပြီးပါဘူးအဲ့ဒီရေးခင်းကိုအနီးကပ်ကြီးကြက်ကုတ်ကဲနေသူတွေကတော့တစ်တရားခံမဖြစ်နိုင်ဘူးလား ဘိုးအောင်ကြီးသိပါတယ်မသေးခင် ရေးခဲ့စေခြင်း ਨੇ အပိုင်းနှစ်မှာစေအိုစုဒုတိယမျိုးဆက်ဂျပန်ပြန်စစ်ပညာတော်သင်များရေးတဲ့စာအုပ်ကိုမှတ်ချက်ပေးပါမယ်ဒုတိယမျိုးဆက်စေအိုစု1962 1988ဒုတိယမျိုးဆက်ကပထမမျိုးဆက်1948 1961ရဲ့အမွေခံမဟုတ်ဘူး ပထမမျိုးဆက်စစ်အုပ်စုက ဆိုရှယ်လစ်ပါတီကဖန်တီးတဲ့စစ်အုပ်စုပဲဒုတိယမျိုးဆက်ကဘိုနီဝင်းဖန်တီးတာဖြစ်တယ်ဖန်တီးတယ်လို့ဆိုတာကလူယုံတစုနဲ့ကြိတ်ဝိုင်းဆွေးနွေးပြီးဖော်ထုတ်လိုက်တာကိုပြောတာပါပထမစစ်အုပ်စုကဂျပန်ခေတ်မှာတရေတည်တယ်မွေးဖွားလာတာကကိုကျော်ငိမ့်ပြည်ထရေးဝင်းကြီးရဲ့အိမ်ကကြိတ်ဝိုင်းမှာဆွေးနွေးပြီးဖော်ထုတ်တာပဲအမေရိကန်မျိုးသမီးရေးတဲ့ Making Enemies စာအုပ်မှာကြည်ပါဒုတိယစိတ်အုပ်စုကတော့ဘုံနေဝင်းအိမ်ကကြိတ်ဝိုင်းဆွေးနွေးရကပေါ်လာတာဖြစ်တယ်ကြိတ်ဝိုင်းဆွေးနွေးပွဲကို အတွင်းစီဝိုင်းကြိတ်ဝိုင်းလို့ပြောရမှာပဲပထမမျိုးဆက်အများစုကအဝေးသို့လွင့်ကုန်ကြပြီကျန်တာကဘိုးအောင်ကြီးနဲ့ဘိုးတင်ဖေပဲဒီနှစ်ယောက်ကလည်းစောင်းနေကြတဲ့ဆိုတာကိုဘုံနေဝင်းသိတယ်ဘိုးအောင်ကြီးက BEDC guy ဘိုးတင်ဖေက QMG guy သူတို့ကစကွက်လုနေကြတာ ဒုတိယမျိုးဆက်မှာဒီနှစ်ယောက်ကိုထည့်ပေးထားပေမဲ့ဘုံနေဝင်းကယုံတာမဟုတ်ဘူးဘိုးအောင်ကြီးကမြန်မြန်အရာကြတယ်ဘိုးတင်ဖေကနည်းနည်းကြကြခံတယ်သူတို့နှစ်ယောက်ကတစောင်းစည်းနဲ့မျက်ချေပါကြံတဲ့မျိုးဆက်တွေကစိန်လွင်လိုမျက်မှန်တင်ဦးလိုနေဝင်းရဲ့တစောက်ကန်းပကွက်သားတွေပဲကိုကျော်ငိမ့်ကိုကိုကိုကျိုးဆွဲချတေးခြင်းလောက်အောင်ညှင်းပန်းခဲ့သူကကြားရရင်ယုံစရာတောင်မရှိဘူးအယံတန်းညွန့်တဲ့ အဲ့ဒီလိုရှူးတိုက်တိုင်းကြိုက်တဲ့လူတွေကဒုတိယမျိုးဆက်ရဲ့အမာခံတွေပဲနှစ်အဲ့ဒီကြိတ်ဝိုင်းမှာဗိုလ်အောင်ကြီးပါပုံမရဘူး1962အာနာသိမ့်ဘွဲကြံစီရမှာ तू မပါဘူးလို့ပြောတာဟာလိန်နာမဟုတ်နိုင်ဘူးတကယ်မပါတာပဲဖြစ်မယ်ဘုံနေဝင်းကဆိုရှယ်လစ်ပါတီတန်ရုံးစဉ်ရှိတဲ့သူ့ကိုမယုံတော့ဘူး1962အာနာသိမ့်ဘွဲအပြီးထုတ်ပြန်တဲ့တော်လိုင်းရေးကောင်စီဝင်18ဦးစီးရမှာတော့သူ့နာမည် ဒုတိယနေရာကပါလာတယ်ဒါကတော့တတ်သေးကအရေးပါတဲ့စစ်ဘုအလုံးကိုကျင်ညာရတဲ့တခိုးသေးပေါ်ညှိလုံနီးအရလောက်တာပါဘိုတန်ယူဆိုင်ကစစ်ရဲတပ်ကိုကိုင်နေတဲ့ဘိုဖြစ်လို့နံပါတ်၁၇မှာပါလာတာပဲဒီမှာထူးထူးခြားခြားဖြစ်တာကစစ်ကြီးအတွင်တောင်တင်ပြီးနေဝင်းရဲ့ခေါင်းဆောင်ဖြစ်ခဲ့တဲ့ဘိုဆက်ကြရဲ့စောင်းချောက်မှုခံခဲ့ရသူတွေဖြစ်တဲ့ဂျပန်စစ်ကြောင်းစင်းတွေကလည်း ဒုတိယမျိုးဆက်မှာ နေဝင်အားထရတဲ့အရေးပါသူတွေပဲအစိုးရဖွဲ့တော်လဲအရေးကြီးတဲ့ဝန်ကြီးဌာနတွေကိုကန့်ခိုင်းတယ်။ចောင်းသားတွေရဲ့ဒီမိုကရေစီခံတပ်ကြီးကို9ရက်ဇူလိုင်မှာခြေမုံဖြူဖြတ်ခဲ့တာသူတို့ပဲ။သူတို့က9ရက်ဇူလိုင်အရေးခင်းမှာဘယ်သူကအဓိကတရားခံလဲဆိုတာသိကြပါတယ်။ဒါပေမဲ့စိတ်သာချမယ်တော့မှဖွင့်ပြမှာမဟုတ်ဘူး။ရေးဖို့ဆိုတာကဝေးသေးတယ်။တော့ ဒါဟာဘုံနေဝင်းရဲ့အတွင်းစီဝိုင်း inner circle အပြောင်းလဲပဲ inner circle inc ဟာရေးကြည့်ပါတယ်စိတ်အာနာရှင်စနစ်မှာစိတ်အာနာရှင်ကဘယ်သူကိုယုံတယ်ဘယ်သူကိုမယုံဘူးဆိုတာဖော်ပြနေတာဖြစ်တယ်မာဆာလာစိတ်အာနာရှင်စနစ်ကြီးစိုးခဲ့တဲ့ကာလ26နှစ်မှာ inc အပြောင်းလဲအကြိမ်ကြိမ်ဖြစ်ခဲ့တာပဲအဲ့ဒီ inc တွေကိုပဲစိတ်အုပ်စုလို့သတ်မှတ်ရမှာဖြစ်တယ်အာနာသိမ့်ပြီးမှသခိုးသေးပေါ်ညှိခံရသူတွေကို စိတ်အုပ်စုဝင်လို့ပြောလို့မရပါဘူးဝလုံးရှိနဲ့တင်းရိုက်တယ်လို့ဖြစ်သွားလိမ့်မယ်အာနာတင်းပြီးကောင်းစီဖွဲ့တာဟာနေဝင်းရဲ့အကြံစီပဲအိမ်ဆောင်တုန်းကကောင်းစီမဖွဲ့ပါဘူးဒါပေမဲ့ IC တော့ရှိတယ်တူတူတိုင်ပင်ပေါ်တွေပဲပေါင်းပြီးကြိတ်ဝိုင်းလောက်တာပါနေဝင်းကအဲ့ဒီမှာသူ့စိတ်ကူးကိုပြောပြတာပဲနံပါတ်1မှာက IC အပြင်မီးဖိုကြောင့် cabinet kitchen cabinet လည်းရှိသမျှဖြစ်တယ် kitchen cabinet kc ကဇနီးမယားနဲ့သမီးသားပါလိရှိတယ်။နေဝင်းကဒေါ်ခင်မေတန်းသေပြီးကြတဲ့က kc မှာမယားကို မထည့်တော့ဘူး။သမီးကအခရာပဲ။မဆာလာ26နှစ်တက်တက်မှာ ic တွေ kc တွေအများကြီးပြောင်းခဲ့တယ်။အဲ့ဒါတွေကိုအကြံမရတော့ဘူး။လေနေဝင်းဟာနောက်ဆုံးတော့ ic မှာသူ့အိမ်တော်ဘာငယ်ကျွန်းတွေကိုပဲယုံတော့တယ် 88မှာလူလူအောင်ကြမှုကလည်းဒီရင်မြင့်တက်လာနေပြီဒီအချိန်မှာစစ်အုပ်စုတတရမျိုးဆက်ကို နေဝင်းကမွေးထုတ်ခဲ့တာပဲဒီကိစ္စတော့အတွင်းသီးတွေရေးနေတဲ့ website တွေမှာပါနေပြီသမရဖြစ်နေတဲ့ဒေါက်တာမောင်မောင်က IC မဟုတ်ပါဘူးဒါပေမဲ့သူ့စီက အာနာကိုနဝတစစ်အုပ်စုကလွှဲယူတော့မှာမို့အတိပေးတဲ့သဘောနဲ့ကြိတ်ဝိုင်းနေခေါ်ထက်ထတာပဲတချို့ညာကြီးရှင်တွေကဒေါက်တာမောင်မောင်သမရဖြစ်ချိန်တုန်းက ကိုယ့်ဘက်ကတင်းလုံးတယ်လို့ပြကြတယ်။ဤပရိယမှားတယ်လို့တင်ပြတယ်။တကယ်ကသူတို့အတွင်းပိုင်းအခြေအနေကို မသိလို့ပါ။နေဝင်းရဲ့ IC နဲ့ KC ကစင်ကြမ်းကြမ်းနေတာကိုမသိကြလို့ပါ။ထားပါတော့။နေဝင်းရဲ့နောက်ဆုံး IC မှာ ပါသူတွေကဘိုးထင်းကျော်လူ၊ဘိုးအေးကိုလူလူတွေပဲဖြစ်တယ်။အင်္ဂလိပ်ရဲ့တပ်မှာဘိုးနေဝင်းဒုတိယတပ်ရင်းမှုလုပ်တုန်းကတက်ကြွတွေပဲ။ ါကြောင့်အင်ဒိုဘာငယ်ဂျွန်တွေလို့ပြောရတာပါ။ဒုတိယမျိုးဆက်မှာစာအုပ်စရန်ရေးခဲ့သူနှစ်ဦးပဲရှိတယ်။ဘိုးစောမြင့်နဲ့ဒေါက်တာမောင်မောင်။ဘိုးစောမြင့်ကပထမပိုင်းမှာတွင်ကျယ်သူဒေါက်တာမောင်မောင်ကကဘာပြက်ခါနီးမှ ရောင်တီးရောင်တသမရဖြစ်သူပဲ။သူတို့ကစိတ်အုပ်စုထိခိုက်နေတာအောင်မရေးပါဘူး။ဘိုးစောမြင့်ကဘာမှမရေးဘူး။ဒေါက်တာမောင်မောင်ကအင်္ဂလိပ်စာနဲ့ပဲရေးတယ် မြန်မာဘာသာပြန်မရှိဘူးရှိရင်လဲစာပေစည်းစည်းရေကခွင့်ပြုမှာမဟုတ်ဘူးဘိုးစောမြင့်စာအုပ်ကထုတ်ဝေခွင့်ရတယ်ကိုလိုနီခေတ်စကိုင်းចောင်းသားလှုပ်ရှားမှုတမိုင်းကိုဘလုံးမထွေးရေးတယ်ဒါပဲသူ့အကိုရင်းရဲဘော်တိန်တန်ဘာကြောင့်ဘယ်သူတွေခြေထိုးလို့ဂျပန်အသက်ခံရတယ်ဆိုတာတော့မရေးဘူးတရမောင်ဆွေသက်ထင်တယ်ကာမရေးတာတွေ့ရသေးတယ်သူတို့ဘာတွေရေးပြီးဘာတွေပြောကြတယ်ဆိုတာကိုအကျယ်မရေးတော့ပါဘူး ခြုံငုံပြီးပဲသုံးသပ်ပါမယ်။သူတို့ရဲ့ထူးခြားချက်ကမလဂျပန်ဖက်စစ်ဒေါ်လာရေးတုန်းကဂျပန်မှာရောက်နေတယ်။ဒီတော့ဘာကပနဲ့မထိတွေ့မဆက်ဆံဘူးဘူး။ចောင်းသားဘဝကပဲဆက်ဆံထိတွေ့ကြဘူးတယ်။တချို့က BIA ကာလမှာဆက်ဆံဘူးတယ်။ဗမာပြည်ပြန်ရောက်ပြီးတတ်ထဲပြန်ရောက်တော့လဲဆိုရှယ်လစ်စစ်အုပ်စုနယ်ပဲဆက်ဆံထိတွေ့ရတယ်။ပြည်တွင်းစစ်ကလည်းဖြစ်နေပြီး ရဲဘော်၃ကြိတ်တချို့နဲ့ဂျပန်မှာအတူတောင်တင်ခဲ့တဲ့ရဲဘော်ရဲဘက်တချို့ကလည်းတော်တဲ့ရောက်နေပြီတက်ထဲမှာကလည်းဘုံနေဝင်းဘိုးမောင်မောင်ဘိုးအောင်ကြီးဘိုးတင်ဖေတို့ကြီးစိုးနေတာဆိုတော့အလိုလိုနေရင် ဆိုရှယ်လစ်စစ်အုပ်စုရဲ့အမာခံတွေဖြစ်လာတယ်ဒါဟာသူတို့ရဲ့ထူးခြားချက်ပဲဘုံနေဝင်းမဆလာဒဇင်ထောင်တော့သူတို့ဟာဒုတိယမျိုးဆက်စစ်အုပ်စုဝင်တွေဖြစ်လာတာပဲဘုံနေဝင်းနဲ့ဘိုးအောင်ကြီး ဘယ်သူတစ်တရခံလဲဆိုတဲ့အငင်းပွားမှု9ရက်ဇူလိုင်ကိစ္စမှာသူတို့လဲနမ3တရခံတွေဖြစ်လာတယ်အတန်လွှင့်ယုံမှာစခန်းချပြီးအနီးကပ်ကုတ်ကဲနေသူတွေကသူတို့ပဲဘိုးအောင်ကြီးရဲ့စရန်တစောင်းမှာဘိုးကျော်စိုးကိုတရခံအဖြစ်ရေးတာတွေ့ဘူးတယ်ဘိုးကျော်စိုးကပြည်ထရေးဝန်ကြီးဘိုးစောမြင့်ကပြန်ကြားရေးဝန်ကြီးလုပ်နေတာဆိုတော့သူတို့ကိုတရခံနမ3လို့ခေါ်မယ်ဆိုရင်လဲခေါ်နိုင်ပါတယ် သူတို့မျိုးဆက်ကစစ်နဲ့ဒေါ်လာကြီးကိုဖျက်ဆီးမှုတဲ့ရှေ့မီနောက်မီလူတွေပဲဒါကြောင့်တစုံတရာတော့ပြည်သူလူထုနဲ့နှီးဆက်မှုတယ်88အောင်ကြမှုကလည်းမျိုးချစ်ရဲဘော်ဟောင်းများဆိုပြီးကောင်းမှုပြုခဲ့မှုတယ်ဒါကြောင့်သူတို့ကိုအကဲဖြတ်ရမှာတစ်ဖက်သက်ကြလို့မဖြစ်ပါဘူးအကျံသမားအကွက်သမားဘုံနေဝင်းရဲ့အတုံးချခံရသူများလို့လဲသတ်မှတ်နိုင်တဲ့အပိုင်းရှိတယ်။၆ စာအုပ်ရေးတာပြောလို့ပထမမျိုးဆက်လဲမရေးကြပါဘူးဘုံနေဝင်းဖုံးတော်ဘွဲ့ဒေါက်တာမောင်မောင်ရေးတာတော့ရှိတယ်အမေရိကန်မျိုးသမီးနဲ့တွေ့တုန်းကပဲသူတို့အာချောင်လိုက်လို့အဲ့ဒီမျိုးသမီးကစာအုပ်မှာဖတ်ရတယ်ဘုံမောင်မောင်ရဲ့ဒိုင်ယာရီအကြောင်းလည်းသိရတယ်စာအုပ်မရေးကြတဲ့အကြောင်းနားလဲပါတယ်ဒီမိုကရေစီခစ်လို့ငါညီကျော်ကြီးမင်းငယ်ပါသေးတယ်မင်းသားကိုကြီးကောင် ီမိုကရေစီပြောင်းပြန်ရေးလို့မရမှန်းသိပါတယ်စစ်ဘီရိုကရက်ခေတ်မှာစစ်ဘိုလ်တွေရဲ့ဂုတ်ပေါ်ဓာဝဲနေတာသိလို့ခွင့်လွတ်ပါတယ်ကိုထွန်းစိန်ရဲ့ဘိုအေးဖေမှုထဲမှာဘိုအေးဖေပဲတည်တံ့ကြတယ်ဘိုအောင်ကျော်မြင့်မြန်မြန်တည်တံ့ကြတယ်အဲ့ဒီလိုစစ်ခုံညုံကခက်မြန်မြန်ပေါ်ပေါ်လောလောတည်တံ့ချနေလို့မရေမှန်းသိပါတယ်ဘွေမယူရက်ပါဘူး ဘုံနေဝင်းရဲ့ဒေါသအိုးပောက်ကွဲမှုအကြောင်းကကဘာသိပါတပြင်းကိုပောင်ကိုလှန်ထောင်းရင်ညောင်မြစ်တူပုတ်တဲ့ဥပေါ်မှာလဲသူတို့ကြောက်ကြပေးလိမ့်မယ်ခွန်ဘာကဘာကဒီကိစ္စကို ရေးတာကလည်း26နှစ်တာ ကွက်လက်ကိုခြံမထားရစ်ခဲ့ချင်တာဒါကြောင့်စိတ်အုပ်စုမျိုးဆက်တွေရဲ့အာနာအမွေလွှဲပွဲတွေကြောင့်တိုင်းပြည်ဘလောက်နစ်နာခဲ့ပြီလဲဆိုတာသိစေချင်လို့ဒါကြောင့်ရေးပါတယ် တတရမျိုးဆက်စစ်အုပ်စု1988-2010တပေါ်လာပုံကတမူထူတယ်။နေဝင်းစစ်အုပ်စုရဲ့ငကိုစီမံကိန်းက1984ခြေကံဥပဒေဘောင်ထဲကနေပြီးအာဏာဆက်ခံသူရွေးချယ်ပေးသွားဖို့ဖြစ်တယ်။ဒါကြောင့်ပဲစိန်လွင်ကိုဆက်ခံသူဖြစ်ရွေးတယ်။ဆက်ရှိရပဲခံတယ်။ဒေါက်တာမောင်မောင်ကိုအာဏာဆက်ခံသူဖြစ်ရွေးပြန်တယ် သူလဲကြာကြာမခံဘူးဆိုတာသိလာတော့နေဝင်းကအဲ့ဒီချိန်မှာစစ်တပ်ရဲ့ဦးစီးချုပ်ဖြစ်နေတဲ့ဘိုစောမောင်ကို1984ခြေကံဥပဒေဘောင်တဲကမဟုတ်တဲ့နီးနဲ့အာနာလွှဲလိုက်တာပဲဖြစ်တယ်။ဘောင်ကိုတမင်ချိုးဖောက်ပြီးအာနာလွှဲခဲ့တာဖြစ်တယ်။ဒါပေမဲ့ပြဿနာကရှိနေတယ်။စစ်တပ်ဦးစီးနေသူတွေကိုအာနာအမွေလွှဲပေးရတယ်လို့တစ်ဖက်ကလည်းမဆလာပါတီလိုင်းတွေက လူတွေကိုလည်း နိုင်ငံရေးအမွေလွှဲပေးပြီးတဆညအမည်နဲ့ပါတီဖွဲ့ပေးခဲ့ရတာပဲအခုရွေးကောက်ပွဲမှာအဲ့ဒီအမွေခံနှစ်ဦးရန်ဆောင်နေကြပြီနှစ်အာနာအမွေရလိုက်သူတွေကတတရစေအိုစုဖြစ်လာပေမဲ့သူတို့ကအတော့ကိုဝါနုသူတွေဖြစ်နေတယ်ပထမစေအိုစုဒုတိယစေအိုစုတို့လို့မဟုတ်ဘူးဒါကြောင့်ဒုတိယစေအိုစုလို့မီးမသေးဘူးခဏခဏအုပ်စုလိုက်ဖြုတ်ပြရတာတွေဖြစ်နေတာပဲ။ နဝတဟောင်းတွေကို အုပ်စုလိုက်ဖြုတ်ရတာကြည့်ဘိုခင်ညထောက်လိုင်းရေးခိုင်းကို အုပ်စုလိုက်ဖြုတ်ရတာကြည့်အခုဒီလောနာဖဟောင်းတွေကိုအုပ်စုလိုက်ဖြုတ်နေရတာကိုကြည့်စစ်အုပ်စုဆိုတာကစစ်တပ်ကို အမိပြုတ်နေရတာဖြစ်တယ်စစ်တပ်ဆိုတာကလည်းအတင်းကျပ်ဆုံးဘီရိုကရေစီရန်နေရဖြစ်တယ်အစုလိုက်အပြုံလိုက်ဖြုတ်ပြရတာတွေများလာတော့အစ်စ်အစ်စ်တွေကို တိုးမြှင့်ခန့်ထားရတယ်ရှင်းအောင်နမူနာကလေးပေးပါမယ် ခုတန်းရွှေမောင်အေးတို့စစ်အုပ်စုမှာနံပါတ်3နံပါတ်4နံပါတ်5တို့ဟာ1988တုန်းကဘယ်အဆင့်နဲ့ဘယ်တာဝန်တွေထမ်းခဲ့သူတွေလဲဆိုတာကိုပဲကြည်ပါ3သူတို့မျိုးဆက်ကစာအုပ်ထုတ်သူများဖြစ်တယ်။ဘာကြောက်များတယ်လဲဆိုတာစဉ်းစားကြည့်တော့သူတို့ကလက်ရှိစစ်အုပ်စုနာအဖနဲ့အဆင်ပြေသူများဖြစ်လို့ဆိုတာတွေ့ရတယ်။သူတို့ကနဝတဖွဲ့ဝင်တွေဖြစ်ကြရုံမကဘူး။ ရင်းနှီးသူတွေလည်းဖြစ်ကြလို့ဆိုတာတွေ့ရတယ်။ဘိုးတန်းရွှေနဲ့လည်းဆက်ဆက်ဆက်ဆံခဲ့သူတွေဖြစ်လို့အပိုးကျိုးပြီးသားလည်းဖြစ်တယ်။ဘိုးမောင်အေးနဲ့ကတော့တကြောင်တည်းထွက်သူဖြစ်လို့တာတာထိုးထိုးရေးနိုင်ကြတယ်။ဘိုးထွန်းကြီးမုံရွာရဲ့စာအုပ်ကိုဆိုရင်နာအဖကစစ်ကြောင်းတက်သူများရဲ့လက်ဆွဲစာအုပ်လူဖြစ်အောင်လုပ်ပေးနေပုံပေါ်တယ်။တတရကျိန်တော်ပြန်ရိုက်ပြီးထုတ်နေရတယ်လို့ကြားတယ်။ဘိုးတန်းရွှေနဲ့ဘိုးမောင်အေးဖုံးတော်ဘွဲ့တွေကလည်းအများကြီးရေးထည့်ထားကြတာပဲ။ ကြိုက်ကြပေးလိမ့်မယ်။ဘူခင်ညွန့်ဆန့်ကျင်ရေးတုန်းကလည်းသူတို့တပူးတပေါင်းနဲ့ဖြစ်ခဲ့ကြတာမဟုတ်လား။တခြားလူသိမခံတဲ့အကြောင်းလဲရှိနေကြပုံပေါ်တယ်။ဝင်ကြီးဖြစ်စဉ်ကအမှုခင်းများနဲ့ပတ်သက်ပြီးနာဖအာနာပိုင်များကဘူထွန်းကြီးကိုတင်ပုံးချေလွဉ်ငိမ့်ချမ်းသာဝင်ပေးထားပုံပေါ်တယ်။တိုင်းမူဘဝနဲ့ဝင်ကြီးဘဝမှာစုဆောင်းထားတဲ့ဥစ္စာဒနာတွေတပုံးတပင်ရှိလို့သူကစာအုပ်ကိုအရှုံးခံပြီးထုတ်နိုင်တယ်။ဒါလောက်ကုန်ကြစေကြတော့ ကလေးမုံဘူးပေးတဲ့လောက်ပဲအကုန်ခံနိုင်တယ်လေးစေအိုစုမျိုးဆက်တွေရေးသမျှကိုတာဝန်ရဘကဘကဖတ်ပါတယ်ကိုကြီးသွေးဓာတွေကိုခွင့်လွတ်တဲ့စိတ်နဲ့ဖတ်တယ်သူတို့မရေးဘဲထားတာကဘာလဲဘယ်ဟာကိုဖော့ပြီးရေးတယ်လဲဘယ်ဟာကိုဖိပြီးရေးတယ်လဲအနာမိုင်းတွေကိုမတိမတာဘာတွေပညာပေးတယ်လဲဘယ်ကိစ္စကိုဖြောက်ထားတယ်လဲအဲ့ဒါတွေကိုသိကြလို့တအုပ်မကြံဖတ်ပါတယ်ဘိုးထွန်းကြီးမုံရွာရဲ့ ဒုတိယအတွဲကိုမျောနေတယ်။ရှစ်လေးလုံးကာလကပြဿနာအ ਨੇ ဆုံးဖြစ်အောင်သူဘယ်လိုကင်တွေခဲ့တယ်ဆိုတဲ့မန်တက်တိုင်းတက်ပြတဲ့ကိစ္စဘယ်လိုရေးထားသလဲဆိုတာသိရင်လို့ပဲ။စကိုင်းလူသက်ပွဲကိစ္စဘယ်လိုရေးသလဲ။မန္တလေးမှာဘယ်လိုကင်တွေခဲ့သလဲ။စတာတွေသိချင်တယ်။ပထမအတွဲမှာပါတဲ့မုံရွာရာဇဝတ်ဝင်ရှာကိုအကြောင်းဖတ်ရတယ်။လေတန်းចောင်းသားရဲ့ဘဝကအဖြစ်ပြက်ကိုစစ်ဘိုလ်ကြီးအမြင်နဲ့ရေးထားတာပဲ။ သူ့သမက်နဲ့အပေါင်းပါတွေပြောလဲရှိတဲ့အခြားတစ်ဖက်ကလည်းမြင်ကြည့်စေခြင်းတယ်။အဲ့ဒီတော့ကပြည်သူရဲဘော်ခေါင်းဆောင်တွေဖြစ်တဲ့ဘိုလာရောင်ဘိုစောမောင်ရွှေဘူဘိုထွန်းကြီးစကိုင်းတို့ကရှားကိုအကြောင်းဘယ်လိုပြောခဲ့ကြသလဲ။သူတို့နဲ့ဘယ်လိုအပေးကြီးလုပ်ခဲ့ကြသလဲဆိုတာစုံစမ်းကြည့်တင်တယ်။သူတို့တွေကွယ်လွန်ကြပြီလားတော့မသိ။ဘိုခင်ညွတ်နဲ့သူ့ထောက်လိုင်းရေးအဖွဲ့ဝင်တွေကလည်းစာအုပ်ရေးပြီးမသေးခင်ထုတ်ဝေစေခြင်းတယ်။ငါ စရုထမျိုးဆက်က2010လွန်ရင်ဆက်ခံတော့မှာပါ အခုကြားသိရသလောက်ကတော်တော့ကိုဝါနုသူတွေဖြစ်နေတယ်ကောလာဟလာလာတရင်မှန်လားမသိရသေးလို့စရုထမျိုးဆက်အကြောင်းတော့အခုသုံးသက်ဖို့စောပါသေးတယ်တေကြတာကတော့အခုတဆညာကပြိုင်ဘက်ကြန့်ဖို့ကိုကလေးတွေလို့ပြောလိုက်တာကြားရတယ်စရုထမျိုးဆက်ကိုဆိုရင်မွေးကင်းစလို့ပဲခေါ်လိမ့်မလား ရေဘူးရသုံးသက်ချက်၁ပောက်ကောင်မဖွင့်သေးလို့သရုတ်ထစစ်အုပ်စုအကြောင်းသုံးသက်စရာမရှိပါတေးကြတာကတော့သူတို့စစ်မတိုက်ဖူးတဲ့စစ်ဗိုလ်တွေဖြစ်ပုံများတယ်တတရမျိုးဆက်ရဲ့မိသေးသူတွေပဲဖြစ်မှာပါ၂တတရစစ်အုပ်စုကသူ့အရင်စစ်အုပ်စုတွေနဲ့မတူတာတခုတော့သတိပြုမိတယ်အဲ့ဒါကသူတို့သားတွေကိုစစ်တပ်ထဲမသွင်းကြတာပဲကော်မတီထောင်စီးဝါးရေးလှုပ်ခိုင်းကြတာပဲ ပထမဒုတိယစစ်အုပ်စုတွေကတော့သားကိုစစ်တပ်ထဲဝင်ခိုင်းကြတာများတယ်။မသေးမပြောက်အောင်တော့တာဝန်ပေးတယ်။တတိယမျိုးဆက်ကတော့အဝင်မခိုင်းဘူး။ကုမ္ပဏီပဲထောင်စီတယ်။သမီးရှိလဲစီးပွားရေးသမားနဲ့လက်ဆက်စီတယ်။နိုင်ငံရေးအာဏာကိုစစ်ဘုအနေနဲ့ရယူတာထက် စီးပွားရေးလုပ်ငန်းရှင်အနေနဲ့ရယူတဲ့ဘက်ကိုကူးပြောင်းနေသလားစဉ်းစားကြရပါ။စီးပွားရေးလုပ်ငန်းရှင်တွေကိုကြံ့ဖို့အမည်နဲ့ရွေးကောက်ပွဲဝင်ခိုင်းနေတာလည်းရှိနေပြီ။ ဘိုးကနေဥပြောင်းပြီး အာနာရောက်အောင်လောက်ရတာကိုစိတ်မသွမသန့်ဖြစ်လို့လားဒါမှမဟုတ်ကပတိန်ညွတ်မှုနဲ့အညီလှုပ်ချင်တာလားတော့မသိပါ နောက်စဉ်းစားဖို့ရှိတာက စိတ်အုပ်စုအဆက်ဆက်ကတိုင်းပြည်ရဲ့အသက်သွေးကြော စီးပွားရေးလုပ်ငန်းတိုင်းကိုလက်ဝကြီးအုံမိအောင်လှုပ်တာပြင်းမြောက်အောင်မြင်ခဲ့ပြီ2008ခြေကံဥပဒေကအတွန့်ရှိတည်တံ့တော်မူဒါကြောင့်နိုင်ငံရေးအာဏာအတွက်စိတ်ပူစရာမလိုတော့ဘူးလို့တွက်ပြီး သားသမီးတွေကိုစီးပွားရေးလိုက်လိုက်ခိုင်းနေတာလည်းဖြစ်နိုင်ပါတယ်၃နိုင်ငံရေးအာဏာရဲ့တော့ချက်ဖြစ်တဲ့သမရအာဏာစစ်ဦးစီးချုပ်အာဏာကာကွယ်ရေးပြည်ထောင်ရေးနယ်စပ်ရေးအာဏာတွေမှာစိတ်ချရပြီဖြစ်လို့တခြားနိုင်ငံသားရေးစီးပွားရေးအာဏာတွေကိုပါရယူဖို့ကြံစည်တာလည်းဖြစ်နိုင်ပါတယ်အစိုးရအဖွဲ့မှာကဗန္နာရေးကုသန်းရောင်းဝယ်ရေးစက်မှုလေယာစိုက်ပျိုးရေးနိုင်ငံသားရေးစသဖြင့်ဝင်ကြီးတွေရှိရမှာပါ ဒီဝင်ကြီးနေရာတွေရဖို့ကတော့စစ်ဘိုလ်အမတ်တမတ်သားနဲ့ရဖို့မလွယ်ဘူးနောက်ထပ်အရက်သားအမတ်တမတ်သားကြော်ကြော်ရှိမှဖြစ်မယ်နောက်ထပ်90သားကြော်ရှိရင်တော့အရာရာပြင်းမြောက်နိုင်မှဖြစ်လို့ကြံ85ရာခိုင်နှုန်းမှာဝင်တိုးဖို့ပြင်ဆင်တာလည်းဖြစ်ပါလိမ့်မယ်လေးဖက်စစ်ဝါဒစစ်ဝါဒအာနာရှင်တွေဟာအာနာလောဘကြီးပါတယ်ဟစ်တလာနာစီကအနှစ်တစ်ထောင်အာနာတည်မြဲရေးကြွေးကြော်ခဲ့တယ် ဂျပန်စစ်ဝါဒကလည်းအာရှတိုက်ရဲ့ထာဝရအရှင်သခင် ဖြစ်ရေးကြွေးကြော်ခဲ့တာပဲဗမာစစ်ဝါဒကလည်းနိုင်ငံရဲ့အာဏာကိုအစဉ်တစိုက်ရဖို့ကြွေးကြော်နေတာပဲအစဉ်တစိုက်ဆိုတဲ့ခက်ပြော့ပြော့ဝေါ်ဟာရာက နောက်မှအခြေခံဥပဒေကြီးမှသုံးတာပဲပထမစပြီးသုံးနှုန်းကထာဝရလို့သုံးပါတယ်သင်္ခါရတရားကိုကြော်လွှားပြီး ထာဝရလို့သုံးတာလွန်သွားမှန်းသိလို့အစဉ်တစိုက်ပြောင်းသုံးပုံရပါတယ်ငါ 2008အခြေခံဥပဒေအာဏာတည်အသက်ဝင်မှာတည်ကြနေပါပြီ။ရွေးကောက်ပွဲဝင်သူတွေကလည်းလေးတံပြော့နေကြပါပြီ။တည်ရှိနေတဲ့အခြေခံဥပဒေတစ်ခုကိုနိုင်ငံရေးအာဏာရှိသူကသာ ပြင်နိုင်ဖြစ်နိုင်ပါတယ်။ဒါဟာတလောကလုံးဆိုင်ရာအမှန်တရားဖြစ်တယ်။တစတစပြုပြင်ရေးနောက်ဆုံးမှာဖျက်သိမ်းရေးဆိုတာကစိတ်ကူးယဉ်မှုတသက်ဖြစ်ပါတယ်။ဆို၏